တနင်္ဂနွေသားသမီးတွေအတွက်တပတ်စာတဲတော့ကနေမှာဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေယခုချိန်ယခုကာလမှာတော့တူတဲ့တယောက်တည်းတစွထိုးဆုံးဖြတ်ချက်တွေကိုလုံးဝလုံးဝရှောင်ကျဉ်တဲ့အချိန်ဖြစ်ပါ ဘာမှစုကောင်းအေးထားပြီးတော့လှုပ်တင်တဲ့အချိန်ဖြစ်ပါတယ်။အမှားတွေးတဲ့ကာလဖြစ်ပါတယ်ဗျ။ဘုရားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ရွှေဝင်လာဖို့ရှိပါတယ်ဗျ။မိတ်ဆွေပေါင်းတင်တဲ့ကအာဣဥေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေး။၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လှုပ်တွေစင်ပြပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်ဗျ။ တတိထားမင်းကြီးနဲ့နေရတော့စစစစညာနာမည်ပါတဲ့သူတွေတတိထားရှောင်ကြဉ်ရမှာဖြစ်ပါသာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တရင်ရအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေဝမ်းမန်တလာတွင်ဝယ်ပါဗျရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတ ခြေရင်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမိမိရဲ့ချစ်သူမိမိရဲ့အိမ်တော်ဘက်တွေကကိုယ့်ရဲ့မှားွက်တွေကိုမျက်စိတောက်ထောက်ကြည့်နေတာမျိုးလေကြုံရတဲ့အချိန်ဖြစ်တယ်။ဂျမားကြီးနဲ့ပတ်သက်တဲ့ကိစ္စဒူးတာချင်းဒူးကချင်းနေဖြစ်တဲ့လေနားတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တတ်ပါလေခံစားရတတ်ပါဘုရားဘာသာကိုးကွယ်တယ်ဆိုရင်တော့ ဒိဋ္ဌံပြီးတမျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတူအောင်ပြီးဆိုပြီးတော့တနေ့ကိုပတိလေးဘက်စိတ်ကမှာဖြစ်ပါမိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့900တို့9000တို့9000တို့9သိန်းတို့သိန်း90တို့သိန်း900တို့သိန်း9000တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ စกาย blue လို့ခေါ်တဲ့အပြာနုရောင်လေးတွေဝစ်စင်ခြင်းအားဖြင့်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်ဗျတဲတော့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့မိမိယုံကြည်တဲ့မဲတော်တပားပါကိုကော်ဖီနှစ်ခွက်ကိမုန်နှစ်ချက်အမွှေးတိုင်နှစ်တိုင်ဖျောင်းတိုင်နှစ်တိုင်ကလူပူဇော်လှူဒန်းပါ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကန်စတာညံ့ခိုက်တီပြေပြောင်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျ။မြစ်တာဘူဆူတောင်းပေးခြင်းလို့ပါ ဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြေတိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာကြီးဝတ်တို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထပ်ရောင်းလင်းရလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာများ လှိုက်လိုက်လဲလဲပူတာလိုက်ရကြောင်းပါဗျာစီပွားသုံးစတိုးပါစေဗျာတလဲလာတာတမိတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်တလဲလာတာတမိကဒီချိန်ဒီကာလမှာတော့ ကိုလုံမယ်လို့ရည်ရထားတဲ့တွေရဲတင်းလို့ပါအင်းနိုင်အတိုင်းလို့ပါလောကကိုကြွေးကြော်ပြီးတော့လို့ပါကန်စတာကိုတဖန်ပြန်ပြီးတော့မျက်နှာသာပေးတဲ့အချိန်ဝင်ရှောက်လို့နေပါလေဗျဘုရားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာဆက်ပစ္စည်းအသစ်ဝင်ခြင်းစိန်တဲ့ပစ္စည်းအသစ်ဝင်ခြင်းတွေကြုံရတတ်တဲ့ကာလဖြစ်ပါမိမိမိတ်ဆွေပေါင်းတဲ့နေ့ကကခကကငါနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့အလုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားအမဲ့ဒီနဲ့နေရတော့ရှာရှာလဝပါတဲ့သူတွေတတိထားရှောင်ကျင်ရမှာဖြစ်ပါဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ချာချာစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ15ရက်ကျော်မှဝယ်ပါဗျာ ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာမိမိရရှမ်းလို့တော်လည်းပဲကိုယ်ရှမ်းလို့တဲ့သူတိုက်ခိုက်တဲ့သူစောင်းမြောက်တဲ့သူ၃ယောက်ရှိပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတာယာချင်းပျော်ရှင်ချင်းကြည်နူးချင်းပြားစံခီးတွေတွားချင်းတွေကြုံရတဲ့အချိန်ဖြစ်ဓမ္မအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့နှလုံးအောင့်နာတွေဖြစ်တတ်ပါတယ်ဘယ်ဘက်တစ်ချမ်းအောင့်နာမျိုးတွေခံစားတတ်ပါတယ် ရှင်ဘက်အောက်နိုင်ငံကြီးဂျုံဝမ်တပ်ဘုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိတ်တံပရိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘုံတော်ကိုးပါပရိကိုးဘက်စိတ်ကမှာပဲဖြစ်ကိုးရကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ80%ရှင်ရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့400လို့4000လို့4000လို့340လို့340လို့3000လို့3000လို့ဝင်လာတတ်တဲ့အချင်း တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်တို့အပြာရောင်တို့ပါတော့အဝိစားတွေကိုဝိစင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်ကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်ရောရတဲ့အခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာတခွားသီး6လုံးထည့်ပါပြည့်ဗီနာမှာမှုရိုင်း6တိုင်စိုက်ပါမြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကန်စတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနေဘယ်နိုင်ငံအနေကြည့်ရှုအားပေးနေတယ်ဆိုတော့ကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျ။မြစ်တာဘူး ်ဆူတောင်းပေးခြင်းလို့ပါဒီနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာជីវ័តတဲ့အောင်မြင်ချမ်းသာပါစေជីវ័តသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျမ်းပါစေလို့ကျွန်တော်ထပ်ရောင်းလင်းရလူကြီးမင်းတို့မိသားစုအား ဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေပိုတာလိုက်ရကြောင်းပါဗျာစီပွားသုံးစတိုးပါစေဗျာအင်္ဂါသာသမိတွေအတွက်တပတ်စာတဲတော့ကံကြပါဘူးဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ် အင်္ဂါသတ္တမိကဒီချိန်ဒီကာလမှာတော့သူတင်ကိုတင်ပြောရဆိုရရှင်းရလင်းရစရာကိစ္စတွေပေါ်တတ်ပါတယ်မိမိရဲ့အောင်မြင်မှုမိမိရဲ့တိုးတက်မှုမနာလိုလို့သဘောလွင်လင်းပြောတဲ့သူတိုက်ခိုက်တဲ့သူတွေများနေတဲ့ကာလဖြစ်ပါဘုရားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ရွှေဝင်လာမှုရှိပါတယ်ဗျမိတ်ဆွေပေါင်းတဲ့ကကခကကငါနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ပြတ်တတိထားမဲ့နေ့နဲ့နေရတော့စဆစစညနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါသားသမီးနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တဲ့ရင်ကြကားဝယ်ဖို့ရည်ရထားတဲ့သူတွေ6ရက်အတွင်းဝယ်ပါဗျာ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မြင်ရှိတယ်။အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စနားလည်မှုတွေတွေ့တယ်။ဘာရမုတ်ပဲနဲ့ဂျားလူတူကဝင်ရောက်နှောက်ရှက်ခြင်းကြောင့်ကိုဒီနှစ်ယောက်မှာနည်းနည်းချင်းဆိုင်လို့မရတဲ့ကိစ္စတွေပေါ်လာတတ်ပါတယ်။ဂျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စခြေတော်အောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂဥကောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တဲ့ပါတယ်ခံစားတတ် ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပလီတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်မီဆိုဒီနေ့ကိုပတိ၅ဘက်စိတ်ကမှာဖြစ်ကိုယ့်ရကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ75%ရှိပါလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့နှစ်ကနန်းကိုကြောင်းပြူတော့ဝင်ပါလိမ့်မယ်200လို့2000လို့2000လို့2000လို့3000လို့3200လို့3200လို့3200လို့ ဝင်လာတတ်တဲ့အချိန်ဖြစ်တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါနုတို့အပြာနုတို့ပါတဲ့ဝိစားရီကိုဝစ်ပါတဲရရတရားတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တောက်တော်ရင်ရှည်တန့်ရှစ်ခွက်အမွှေးတိုင်ရှစ်တိုင်ဖျောင်းတိုင်ရှစ်တိုင်မြဲစွာဖျားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်။ ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါ ဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာជីវတ်တို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထိုက်အောင်နေရလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာများ လှိုက်လိုက်လေလေပိုတာလာရချောင်းပါဗျာခြေပွားသုံးစတိုးပါစေဗျာဟုတ်တဘူးသားသမီးတွေအတွက်တပတ်စာတဲတော့ကြံကြပါဦးဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်ဟုတ်တဘူးသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့ သူရင်ကိုရင်ပြောရဆိုရရှင်းရလင်းရစာကိစ္စတွေပေါ်တက်တဲ့ကာလဖြစ်ပါကိုရန်လိုတဲ့သူတွေဝိုင်းနေတတ်တဲ့ကာလလည်းဖြစ်ပါဗျာအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စ sorry ပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စရွှေဝင်ခြင်းရွှေထွက်ခြင်းဆိုတာတွေဖြစ်တတ်တဲ့ကာလပဲဖြစ်ပါရွှေဟောင်းတွေထွက်မယ်ရွှေအစ်စ်တွေဝင်မယ်မိတ်ဆွေပေါင်းတဲ့က စစစစညာနာမည်ပါတဲ့သူတွေကိုကောင်းချိုးပေး၎င်းတို့နဲ့ဘူးတွေပေါင်းဆက်တဲ့လို့ဒီစင်ပြေမဲ့အောင်မြင်မယ်တတိထားမယ်နေ့နဲ့နေ့ကခကကငါနာမည်ပါတဲ့သူတွေတတိထားရှောင်ကြမှာဖြစ်ပါတယ်သမီးနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စခြေတော်လေးတွေဒူးကောင်းလေးတွေထိကိုက်ထန်ရတတ်ပါကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၄ရက်ကျော်မှဝယ်ပါဗျာ ရန်တယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့မိမိဟာရန်မလို့တော့လည်းပဲကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့တိုးတက်မှုကိုမနာလိုလို့ရန်နေဝိုင်းနေတဲ့တဲ့ကာလဖြစ်ပါလေ။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေကိုထားခဲ့ပြီးတော့အစ်စ်တွေနဲ့ရှေ့ဆက်ကတက်တဲ့ကိန်းကနဲမျိုးရောက်လို့နေပါလေ။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စအရေပြားရားရံတဲ့ရောဂါတွေဖြစ်တဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်ကိုးပါပရိကိုးဘက်စိတ်ကပါဖြစ်ကံတရားကောင်းဘက်ကိုဥတီပြောင်းလဲနေတာ100%ရှိပါလဲလာပါနဲ့ပတ်သက်တဲ့ကိစ္စခုနှစ်ကဏ္ဍကိုအကြောင်းပြုပြီးတော့ဝင်ပါလိမ့်မယ်900လို့900000လို့900000လို့900သိန်းလို့သိန်း900လို့သိန်း900လို့သိန်း900000လို့ဝင်လာတက်တဲ့ကာလဖြစ်ပါ တပတ်စာလက်ကြီးကတော့ညွန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်ပါတော့ဝစ်စာတွေကိုများများဝစ်ပါဝစ်စင်ခြင်းအဖြစ်ကံတာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တက်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါဒဲတော့ရတဲ့အတခုကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့ပေါင်မုတ်ထောပတ်တုံ၅ချက်အမွေးတိုင်း၅တိုင်းမြက်စွာဘုရားကိုကတ်လူပူသောလူတန်းပါဒါဆိုရင်တော့လူကြီးမြတ်တို့မှာကြုံတွေ့ရမယ် ကန္တရာညံ့ခိုက်တည်ပြေပြောင်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွယ်ဘယ်ပြီးနေဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဘူးဆူတောင်းပေးခြင်းလို့ပါ ဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြေတိုက်ဆောက်ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာជីវတို့တဲ့အောင်မြင်ချမ်းသာပါစေ စီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထိုက်အောင်လေးလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေ ိုတာလိုက်ရကြောင်းပါဗျာစီပွားသုံးစတိုးပါစေဗျာသာသာရိသာသမီးတို့တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပေးมาဖြစ်ပါတယ်။သာသာရိသာသမီးရဲ့ယခုချိန်ယခုကာလမှာတော့ပြည်တွင်းပြည်ပခီးတွေတွားတက်တဲ့ကာလဖြစ်တယ်။ အိုဘာစီးခီးတွေတွားတက်တဲ့တောင်တန်းတွေရှိတဲ့နေရာလေးကိုခရီးတွားတာမျိုးကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်ဗျ။ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ဆက်ပစ္စည်းအစ်စ်ဝင်ပါလိမ့်မယ်စိန်တယ်ပစ္စည်းအစ်စ်တွေဝင်လာပါလိမ့်မယ်ဗျ။မိတ်ဆွေပေါင်းတဲ့တဲ့ကစဆစစညနာမည်ပါတဲ့သူတွေကိုကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ် တတိထမနေနဲ့နေရာတော့ရှားရှားလာဝပါတဲ့သူတွေတတိထာမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စခလေးငယ်တွေဆိုရင်ဂယုဆိုင်ပါ။ခလေးကနေပြုတ်ကြတာလို့အမြင့်ကနေပြုတ်ကြတာလို့ခြေချော်လဲတာလို့ဖြစ်တယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စသူတို့ထွက်တန်ယူလေးတွေဖြစ်တယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ16ရက်ကျော်မှဝယ်ပါ ရန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေရာကိုတွေ့ရပါပြန်ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စနှစ်ယောက်ဖြစ်တတ်ပါတယ်ဗျာကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စလီထိုးမယ်လီရောက်မယ်ဝင်းလျှော့မယ်ဝင်းချုပ်မယ်ဝင်းပြက်မယ်လီကိုအကြောင်းပြုတဲ့ယောဂါလေးတွေဖြစ်တတ် ဘုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သတ္တဒီဝမနုဿန္တံအောင်ပြီးဆိုတနည်းကိုပတိခုနှစ်ပတ်စိတ်ကဖြစ်မိမိအကန့်တရာအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ75%ရှိလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ရှစ်ကနန်းကိုအကြောင်းပြုပြီးဝင်လာပါလိမ့်မယ်ရှစ်ရာလို့ရှစ်ထောင်လို့ရှစ်တောင်းလို့ရှစ်သိန်းလို့ ်တိ80လို့တိ800လို့တိ8000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာညွန်ကြားပြဆိုရမယ်ဆိုရင်တော့အနဲ့ရောင်ပါတော့ဝစ်စာတွေကိုဝစ်စင်ပါဝစ်စင်ခြင်းအဖြစ်ကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုပဲပါလာမှာပဲဖြစ်ပါဒါတော့ရတာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ ွေပကံများတစ်ချက်တည်းကိုတံမြာသီး6လုံးထဲပါဒီဘက်ပြီးမှအမွှေးတိုင်6တိုင်ဆိုင်ပါမြက်စွာဖေဟာကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာညံ့ခိုက်တီပြေပြောက်ပြီးခေါင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာ လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနေဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရှင်းပြခဲ့ပါဦးဗျမေတ္တာဖို့ဆုတောင်းပေးခြင်းလိုပါဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူချင်းမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက် ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာជីវတို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ကြပါစေလို့ကျွန်တော်ထိုက်အောင်လည်းလူချင်းမျိုးမိသားစုအားဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာစီးပွားသုံးစတိုးပါဗျာ တောက်ကြသားသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေဒီချိန်ဒီကာလမှာတော့အလုတ်ပြောင်းနေရပြောင်းအိမ်ပြောင်းအဲ့ရနေရထိုင်ခြင်းပြောင်းတိုက်ခန်းပြောင်းရှာဒူးပြောင်းဌာနပြောင်းနေကြုံရတတ်တဲ့အချိန်ဖြစ်ပါဟုတ်သားပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တည်တည်ဖော်ပြရရဆိုရင်တော့ ठी တို့ဖနက်တို့နာယူအထယ်လေးတို့ဝင်ပါလိမ့်မယ်ကြီးကြီးမားမားတဲ့ရဆိုရင်တော့ ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာပါလိမ့်မယ်ဗျမိတ်ဆွေပေါင်းနေတဲ့ကရရလဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့ ਨੇ ပူတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်သတိထားမယ်နေ့နဲ့လေးမှားလိုက်ပါတာဟာနာမည်ပါတဲ့သူတွေသတိထားရှောင်ကြံမှာဖြစ်ပါဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စ ရေနဲ့နီးစပ်ပတ်သက်တဲ့နေရာတွေကိုတွားကျင်းကိုလို့ရှောင်ကျင်းရမှာဖြစ်တယ်။အောက်လွင့်ငသားနဲ့ပတ်သက်တဲ့ကိစ္စဒူးကောင်းလေးတွေခြေတော်လေးတွေထိခိုက်တန်းရတတ်တယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ18ရက်အတွင်းဝယ်ပါဗျ။ကားကောင်းကားတန်ကားတစ်ကိုပိုင်ဆိုင်ရမယ့်အချိန်ဖြစ်ရန်လေနောက်ဆက်နဲ့ပတ်သက်ပြီးတော့မျိုးသမီးတူကကိုယ်ရှမ်းလို့တာတို့တိုက်ခိုက်တာတို့စောင်းမြောင်းတာတို့ရှိပါတ ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတယောက်နဲ့တယောက်ညှိလို့မရနှိုင်းလို့မရလဲဆိုတဲ့ကိင္ကနဲ့မျိုးရှောက်လို့နေပါလေဗျမျက်နှာချင်းဆိုင် ရှမ်းဖြစ်တယ်ဆိုတဲ့ကိင္ကနဲ့မျိုးရှောက်လို့နေပါလေဗျဂျမားရင်းနဲ့ပတ်သက်တဲ့ကိစ္စမူးမယ်မောမယ်နှလုံးအားနဲ့မယ်မျက်စိဆန်သက်ကမယ်ပါဝါတိုးမယ်ဗျအမျိုးသမီးတွေဆိုရင်တော့ main key ယောဂါတွေဖြစ်တတ်ပါ ုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သမ္မာသမ္ဗုဒ္ဓအောင်ပြီဆိုတော့တနည်းကိုပတိနှစ်ပတ်စိတ်ကမှာဖြစ်မိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ100%ရှိလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့တရားတို့တထောင်တို့တသောင်းတို့တသိန်းတို့တိန်းတရားတို့တိန်းတထောင်တို့တိန်းတသောင်းတို့ဝင်လာတဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်ပါသောဝတ်စာတွေကိုဝတ်ဆင်ခြင်းအပြင်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်တဲရောရတဲ့အခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လစ်ပိုပလင်းတလုံးအဲ့ဒီပုံမှာအစဲရောင်ဖြောင်းနိုင်တဲ့တိုင်းစိုက်ဒီဘက်ဘေးမှာမွေးတဲ့တိုင်းစိုက်ပြီးတော့မြက်စွာဖျားကိုကတ်လူပူစောလှူဒန်းပါ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတော့ကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျ။မြစ်တာဖို့ ဆူတောင်းပေးခြင်းလို့ပါဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြတိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာជីវတို့တဲ့အောင်မြင်ချမ်းသာပါစေជីវသုံးစတိုးပါစေအသက်ရှူတိုင်း ငွေဝင်ကျမ်းပါဈေးလို့ကျွန်တော်ထပ်ရောင်းနေရလူချင်းမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေပူတာလာရကြောင်းပါဗျာစီးပွားသုံးစားတိုးပါစေဗျာ နေသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်။စနေသားသမီးတွေယခုချိန်ယခုကာလမှာတော့ပြက်ခနဲပြောင်းပြီးတော့ကွက်ခနဲကောင်းစီမဲ့ခြေနေကောင်းခွင့်ကကောင်းတွေကို ရောက်လို့နေပါလေဗျ။ရည်ရထားတဲ့လုပ်တွေရဲရဲသာစော်ပြီးတော့ဩစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတည်တည်ချာချာတင်စီထားဖို့လိုအပ်ပါလေဗျ။ တခုခုကညကြပြောက်ခြင်းကပိုက်နိုင်ခံခြင်းညကြုံရတဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ရကခကကံကနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်။တတိယအမေနည်းနဲ့ညအာဣဥေဩအောင်လို့အီလို့ဣလို့ပါတဲ့သူတွေတတိယရှောင်ကြရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စ ကြီးကတရားလေးရတတ်တယ်အောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စတွေးထွက်တန်ယုံလေးလေးဖြစ်တတ်တယ်ကားဝယ်ဖို့ကြီးရထားတဲ့သူတွေ73ရက်ကျော်မှဝယ်ပါဗျရန်လေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှံမလို့ကိုရှံလို့တဲ့သူတိုက်ခိုက်တဲ့သူတယောက်ရှိနေပါလေဗျ။ခြေနဲ့ပတ်သက်တဲ့ကိစ္စ ခေနော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စခြေသူကြီးသားတွေကတော့ချစ်နယ်ကျွန်းအပ်တဲ့ကိင္နံမျိုးရောက်လို့နေပါလေအိမ်အောင်ရှင်တွေကတော့ကိုဝင်ဆောင်ကဂိမ်းရှိပါလေကလေးဝင်ဂိမ်းရှိပါလေဇမားကြီးနဲ့ပတ်သက်တဲ့ကိစ္စရှင်ဘက်တစ်ချမ်းအောင်တတ်တယ်လေထိုးခြင်းလေအောင်ခြင်းဝင်းလျှော့ဝင်းချုပ်ဝင်းပြက်ခြင်းဒါတွေဖြစ်တဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တဒေဝမနုဿတန်အောင်ပြီဆိုပြီးတော့ဒီနေ့ကိုပတိခုနှစ်ပတ်စိတ်ကပါဖြစ်ဗန္ဒရအကောင်းဘက်ကဥတီပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စကိုးကနန်းအောင်ကြောင်းပြပြီးတော့ဝင်ပါလိမ့်မယ်ကိုးရာတို့ကိုးတော်တို့ကိုးတောင်းတို့ကိုးသိန်းတို့ တိန်90လို့300ရလို့300တောင်လို့300တောင်လို့ဝင်လာတက်တဲ့အချိန်ဖြစ်တပတ်သာလက်ကီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အပြာရောင်တို့ပါတော့အဝိဇ္ဇာတွေကိုဝိစင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မဲ့တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ် ဒါတော့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းညင်းပေါင်းတပတ်ကံအုံသီးမမော်လေးဖြူဒီဘက်ပြီးမှမှုရံတတိုင်းဆိုင်ဖျောင်းနိုင်တတိုင်းဆိုင်မရဆော်ဖျောင်းကတ်လူပူဆိုလှူဒန်းပါဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာ လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရှင်းပြခဲ့ပါဦးဗျာမြေတာဖို့ဆူတောင်းပေးခြင်းလို့ပါဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူချင်းမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာ ကြည်ဝတို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ချမ်းပါစေလို့ကျွန်တော်ထိုက်အောင်လည်းလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာမြာလှိုက်လိုက်လှလေပိုတာလိုက်ရကြောင်းပါဗျာစီးပွားသုံးစတိုးပါစေဗျာ